ပြန်တော့အဲ့တည်းကညီမရှူတင်မှာမရှိဘူးညီမနားရဲဆိုတော့အဲသူတို့ကအဆောင်ပြန်ရောက်လာတဲ့အချိန်မှာပြန်ရောက်လာရင်ဒီသူတို့ခန္ဓာကိုယ်ရဲ့အရန်ပူပြီးတော့လေးပြီးရသတိလည်းမရသေးဘူးအဲ့လိုငိုနေတော့မှအဲအဲ့တုန်းကဆိုလို့ချင်းညီမဆိုလေလက်ဖြားရီပါအရန်အေးပြီးတော့လေးသူတို့ငိုတာမြင်တော့ကိုယ်တငယ်ချင်းတွေဖြစ်နေတော့အာကိုကလိုက်ငိုသေးတာအရန်ကြောက်ခဲ့ရဘူးဟိုဘဝမှာအဲ့လိုဝင်ပူးတာလည်းပထမဆုံးမြင်ပူးတာကိုကိုယ်တိုင်ကြောက်ခံရတယ်အဲ့ဒါပထမဆုံးမှာတော်တော်အချွေအကြုံလေးအဲ့ကတော်တော်ရခဲ့တယ်မဟုတ်ဘူးကလေဥပထုံးရ tao mày lùm hâu lao đầu, u tự trùng nó trùng màu môi bây giờ trên nhà tao chết đi lao bì အခုဆိုလို့ရှိရင်လည်းမေချိုးကပေါက်သွားပြီးတော့အခုရုပ်ရှင်ကားပေါ့နော်အဲညီမတို့ဇလန်းဇက်အေးအစ်စ်နဲ့မတူတဲ့ကမတူညီတဲ့ကာရက်တာတွေနဲ့အဲညီမတို့ရွာသားတွေအနေရွာသူတွေအနေနဲ့ညီမတို့ကာရက်တာတော့မပြောင်းလဲဘူးဒါပေမဲ့ဇက်ကအစ်စ်အနေနဲ့ပြန်ရောက်လာမယ်အစ်စ်တွေပါလာမယ်ပြီးလို့ရှိရင်ဇက်အိမ်ကလည်းညီမတို့မေချိုးရဲ့ဇက်အိမ်ကိုအခြေခံထားမှာမဟုတ်ဘဲနဲ့တကယ်ဇက်အိမ်အစ်စ်တွေဇက်အိမ်အစ်စ်နဲ့ဖန်တီးထားတဲ့ကားမျိုးဖြစ်မှာပေါ့နော်အဲဒီရုပ်ရှင်ကားကြီးလည်းဖန်တီးခွင့်ရရဆိုကြာကြာချင်းဆိုညီမတို့အရန်ပြောတာညီမကဒါအိမ်မက်တောင် မမခဲ့ဘူးပေါ့နော် ုတ်ကဲ့အဲ့အခုကျွန်တော်ညီမကအဲတော်တော်ကြောက်ရတဲ့သူလဲမှာမပါဘူးဒါပေမဲ့အဲ့ကားပရမအောင်လုံးရိုက်ဖို့ဆိုပြီးတော့ပင်တရားကိုတက်တဲ့အချိန်မှာတော့အမှကြုံခဲ့ရတယ်ပေါ့နော်ကွန်မလီတက်ကိုမြင်လာအဲ့ဒါအရှိအင်တာဗျူးတွေမှာဖြေဘူးသေးရဲ့အဲ့ဒါကဘောကပထမအောင်လုံးအချောက်ခံရတာဘောကပထမအောင်လုံးကြောက်ခဲ့ရတာပေါ့အဲအဲ့ဒါပြီးတဲ့အချိန်မှာတငယ်ချင်းနှစ်ယောက်ပေါ့နော်အဲမှုရဲ့အောက်ထွန်းနောင်ရဲ့ဆိုလို့ရှိရင်တော့သူတို့ဆိုလို့ရှိရင်လည်းညီမအချက်ဆုံးတငယ်ချင်းတွေသူတို့အဲ့အချိန်မှာဝင်ပူးတဲ့အချိန်မှာအဆောင်ပြန်တော့အဲ့တင်းရညီမရှူတင်မှာမရှိဘူးညီမနားရဲ့ဆိုတော့ အဲသူတို့ကအဆောင်ပြန်ရောက်လာတဲ့အချိန်မှာပြန်ရောက်လာရင်ဒီသူတို့ခန္ဓာကိုယ်ကအရန်ပူပြီးတော့လေးသေးရသတိလည်းမရသေးဘူးအဲ့လိုငိုနေတော့မှအဲအဲ့တုန်းကဆိုလို့ရှိရင်ညီမဆိုလေလက်ဖြားရေပါအရန်အေးပြီးတော့လေး သူတို့ငိုတာမြင်တော့ကိုယ်တငယ်ချင်းတွေဖြစ်နေတော့အာကိုကလိုက်ငိုသေးတာအရန်ကြောက်ခဲ့ရဘူးဟိုဘဝမှာအဲ့လိုဝင်ဘူးတာလေပထမဆုံးမြင်ဘူးတာကိုကိုတိုင်းအချောက်ခံရတယ်အဲ့ဒါပထမဆုံးမှာတော်တော်အချွေအကြုံလေးအိုက်ကားတော်တော်ရခဲ့ရဟုတ်အဲဒါကတော့ဒီမှာလေးကန်ပေါ့နော်ဒီအလုံးနဲ့ပတ်သက်ရင်ကန်လေးနည်းနည်းရှိရလို့ပြောရမှာပေါ့နော်အဲကန်ဒီညီမရိုက်လိုက်တဲ့ကားလေးတွေကနည်းနည်းလေးလူတိရဲအဲ့လိုမျိုးဟိုပောက်သွားတဲ့ကားလေးဆိုတော့ညီမဒါ အာညီမအတွက်ကန်လေးရှိနေလို့ပေါ့အခုဆိုလို့ရှိရင်လည်းမေချိုးကပေါက်သွားပြီးတော့အခုရုပ်ရှင်ကားပေါ့နော်အဲညီမတို့ဇလန်းဇက်အိအစ်စ်နဲ့မတူတဲ့မတူညီတဲ့ကာရိုက်တာတွေနဲ့အဲညီမတို့ရွာသားတွေအနေရွာသူတွေအနေနဲ့ညီမတို့ကာရိုက်တာတော့မပြောင်းလဲဘူးဒါပေမဲ့ဇက်ကောင်အစ်စ်အနေနဲ့ပြန်ရောက်လာမယ်အစ်စ်တွေပါလာမယ်ပြီးလို့ရှိရင်ဇက်အိကလည်းညီမတို့မေချိုးရဲ့ဇက်အိကိုအခြေခံထားမှာမဟုတ်ဘဲနဲ့တကယ်ဇက်အိအစ်စ်တွေဇက်အိအစ်စ်နဲ့ဖန်တီးထားတဲ့ကားမျိုးဖြစ်မှာပေါ့နော်အဲဒီရုပ်ရှင်ကားကြီးလည်းဖန်တီးခွင့်ရရဆိုကြကြချင်းဆိုညီမတို့အရန် 漂亮，他妈他爱买账。欸 မမခဲ့ဘူးပေါ့နော်ဒီရုပ်ရှင်ကရိုက်ရပေါ့အထူးသဖြင့်ဒီထက်ဆက်အကယ်ဒမီကိုကြီးနေတိုးနဲ့ရိုက်ရမယ်ဆိုတော့ပိုရို့တာဆိုသေးရပေါ့နော်အရင်လဲပီတီဖြစ်ရတယ်အဲပါဝင်ခွင့်ရတဲ့အတွက်လဲဆရာသမားအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ဟာဟုတ်ကဲ့ဟိုညီမတို့တေးဥဆောင်နေအနေနဲ့ကတော့ဒါကတော့ဘဝအိမ်မက်တွေပေါ့ပေါ့နော်အဲဒါမဲ့ညီမကတော့မမျော်မှန်းပါဘူးဘာလို့လဲဆိုတော့ညီမတို့အတားအခုမှအဲအမှုပညာလမ်းကြောင်းပေါ်စားချောက်တဲ့သူတွေဖြစ်တဲ့အတိတ်တယောက်အနေနဲ့ဖြစ်တယ်ပေါ့ပြီးတော့ရုပ်ရှင်ကားကြီးဆိုတော့ညီမဘဝတဲ့ဒါ first time ရိုက်ကမှာပေါ့နော်မေချိုကားဆို first style ရိုက်ကမှဖြစ်တဲ့အတွက်အဲမမျော်မဲရဲဘူးအဲအရှိမလဲစီနီယာရဲ့အများကြီးတော်ကြရတယ်ဒီကားမှဆိုလို့ရှင်လဲတကယ်ကိုတမဝိုင်းတမိုင်းညီပါရဲ့အတွက်သူတို့အတွက်တော့ပို့ပြီးရင်ခုန်ပါရဲ့ပေါ့နော်ဟိုအဲအလုံးအခုကိုကြီးရှမူလာတို့လည်းပါမယ်မဝိုင်းတို့အကောလုံးမဝေလာတို့ဆိုလို့အရန်တော်ကြရတဲ့သူတွေပေါ့နော်အဲသူတို့အတွက်ကတော့ညီမကတော့အဲဒီကားလေးကိုမျှော်မှန်းပါတယ်ဟုတ်ပြီးတော့ဆရာ driver โอเคโอเคတာဝန်တော့တော်တော်ကြီးွားရယ်ပေါ့เนาะဘာလို့ဆိုတော့အဲဒီကားကရုပ်ရှင်ကားကြီးလည်းဖြစ်တယ်ကျမတို့ဒီရုံးမှာကိုယ့်ရဲ့လူတွေနဲ့တေးချာအဲကိုယ့်တွေဒါကိုယ့်တင်းဝေါ်နဲ့ကကြတော့ကျမတို့ကဒါအများနဲ့တွေ့နေကြလူတွေအများနဲ့ရိုက်နေကြလူတွေနဲ့ကဲအဲဟိုဒါအကောက်ရင်းနှီးပြီးသားဖြစ်နေပြီပေါ့เนาะအဲအခုကြရုပ်ရှင်ကားကြီးမှာအဲတခြားကာရက်တာအစ်တတွေပါလာမယ်ပြီးလို့ရှင်အခုအပြင်တပ်ပါတီအနေနဲ့ကိုကြီးနေတို့ပါလာမယ်ဒါဟိုအကယ်ဒမီတွေနဲ့ဒါကဘာကြီးတမိုင်းဖြစ်တဲ့အခါကျတော့သူ့အရှိမမများတခုခုချွတ်ချော်သွားမလားအဲကိုအကြောင်းများအကြံ့ကြသွား ားမလားဒီစိုးရိမ်စိတ်တွေကတော့တော်တော်ရှိရယ်ပေါ့နော်အော်ငါကောတကယ်ကိုကိုကြီးနေတော်နိုင်တကယ်အပြင်မှာတေးဥဆောင်ကောင်းကောင်းတေချာလုံနိုင်ပါမလားဆိုရယ်စိုးရိမ်စိတ်တော့ရှိတယ်ဒါမှညီမအတွက်ဒီ character ကိုလက်ခံပြီးသွားတဲ့အချိန်မှာစပြီးတော့ညီမတေချာလေးစူးစမ်းမယ်ကိုကိုလည်းတေချာယုံကြည်မှုရှိအောင်ပြီးတော့အများကြီးလည်းပြင်ဆင်ထားမယ်ပေါ့နော်